အဲ့တော့ဒါ direction ရဲ့ degree ရဲ့အဲ့လိုအပြန်အထင်းကြောင်းတာတွေရှိတယ် degree ကို direction ထင်းတာရှိတယ်ဒါပေမဲ့အာဒီနေ့တော့ direction degree နှစ်ခုပါမှရတယ်ဆိုတော့နှစ်ခုတော့ဆုံးလို့တော့မရဘူးပေါ့ဘသူပို့ထည့်ပေးရမယ်လို့စဉ်းစားနောက်ပိုင်းမှာ direction ကြောင်းပို့ပြီးတော့လုပ်တယ် direction ကို တိချလုပ်ရှေ့ပိုင်းမှာသူရဲ့အဲ့တဲ့ရှေ့ပိုင်းမှာ degree ကိုအဓိကထည့်လုပ် degree ကြောင်း ကိုယ်ကျုံးပါရှင်ပို့ရတတ်တယ်။အာဇမညာဆရာပြောဒီဂရီတောင်းမှန်ပါဒီဂရီတောင်းမှန်ပါဆိုဒီဂရီရအားပြုတ်နုံလို့ပြောတာဒီဂရီပဲမပြီးနိုင်ဘူးလို့ပြောချင်တာဖြစ်တော့တောင်းတော့တောင်းရတယ်လေ။ဒါကနံပါတ်ပေါ့နံပါတ်တစ်ခုဆရာတောင်းတော့တောင်းရနံပါတ်ရှိမှနံပါတ်ရှိမှဆရာကဘယ်နာပါတောင်းလဲသင်ကြားရတာလွယ်လို့အဲ့လိုမျိုးပြောတာ။အဲ့တော့အတင်မှတ်တာပါနောက်ပိုင်းမှာဒါရရှင်ကဒစ်ကလှလှလေးတောင်းမယ်။ဆန်းဆန်းလေးတောင်းမယ်။ရှေ့ပိုင်းမှာတော့ဒီဂရီကိုဒစ်ကအင်းတက်နိုင်သမျှသူ့ရဲ့ကန့်သက်ချက်ကို ရောက်နိုင်တယ်မြန်မာရအောင်ကန့်သက်ချက်ဆိုတာသူ့မှာလည်းဟိုဆုံးတက်သွားတဲ့နေရာလည်းရှိတာဟုတ်180လက်ကျော် over တစ်ခုထပ်ဆွဲလို့ရပြီတော့နောက်ပြန်ခေါင်းပေါ်ကျသွားရင်ထပ်ဆွဲလို့မှဒီအောက်ကြီးပြန်ဒီဘက်စမင်းကိုဒီအောက်ကြီးပြန်ဆွဲလို့မှမရတာအဲ့ဒါမလို့သူ့ဆုံးတက်တဲ့ရှေ့ကဒီထစ်တော့ရှိတယ်ဘာသာပြန်နောက်ဆုံးထိညက်လို့ရတာဒီထိညက်လို့ရတယ်အဲ့ထိကိုစူးစမ်းပြီးတော့နောက်ဆုံးထိဆွဲလို့ရတယ်တက်နိုင်ဆုံးပြီးရင်ဒီဂရီနေရာမှန်နေသိဖို့လိုတယ်ဒီဂရီနေရာ180အထူးသဖြင့်180ပေါ့ဒီဇိုင်းညံ့ရင် 180တွင်းနေခြင်းတုံးလေးရှိတယ်။ဘာကြလဲဆိုတော့သပင်းရှိအောင်တူအောင်လုံးနိုင်တဲ့တခုသေးသောဒီဂရီက180ဖြစ်ပါတယ်။သပင်းလေးအကုန်လုံးရှိအောင်တူအောင်တခုစီပဲလုံးနိုင်တယ်။ဒါပေမဲ့180ကတော့ရှိအောင်တူအောင်လုံးနိုင်တယ်ထူးထူးဆန်းဆန်းလူတွေအကုန်သိတာ180အတူကောင်းမတင်နိုင်တူသွားတာပဲ။အဲ့ဒါကသပင်းညံနေရဲ့တင်တန်းနေမှာအဲဆရာဆဆတင်တဲ့သဘောတရားကိုသူကအတိမှတ်လိုက်လို့တင်တန်းနေမှာဆဆတင်အောက်ပိုင်းအရင်ညက်ကြတယ် အဲ့ဒါကိုအမှန်လို့သူကယူဆတာအမှန်နဲ့မားတဲ့ထက်အဲ့ဒါအမှန်လို့ယူဆတာပိုဒုက္ခရောက်သွားတာအမှန်တော့သပင်ညက်မယ်ဆိုရင်အပေါ်ပိုင်းကစညံ့ရင်ရှေတာတူတာနှစ်ခုတော့ဖန်တီးနိုင်တယ်အောက်ပိုင်းကစညံ့ရင်တူချင်းကိစ္စတစ်ခုပဲဖန်တီးနိုင်တယ်အဲ့ဒီအလုပ်ဟာအလုပ်လုပ်သွားတာအမှန်တော့မမှန်တော့လုပ်မလုပ်ဘူးဒါပေမဲ့ဆရာဘာကြောင့်ကျမတို့သပင်တင်အောက်ကနေစတင်လဲဆိုတော့အပေါ်သပင်ကြီးကိုအောက်ရောမနေတော့ညှက်လွယ်လို့ပေါ့ဟဲ့တန်တန်းသားဆိုတော့လွယ်လွယ်ကူကူညှက်တာကိုနားလဲစေချင်လို့ထင်လိုက်တာပေါ့ အဲတဏ္ဍာနဲ့ပြီးသွားတော့တဏ္ဍာနမဟုတ်တော့ဘူးလေအဲ့ဒါထပ်ပြီးတော့တဏ္ဍာနတော့ဟာရှောက်တော့မူဂျူစာတဏ္ဍာတဏ္ဍရောက်တာတော့မူဂျူစာရှောက်လို့မရအောင်လေနှစ်တန်းရောက်ဆိုမူဂျူစာရထုတ်လို့မရတော့တော့ထားခဲ့ရတာပေါ့အဲ့ဒါဘွားရေကိုလေပဲနဲ့သူရောက်တဲ့အဆင့်နဲ့သူတွားမယ်ဟာမတွားပဲနဲ့အောက်ကြီးရပါစားညက်ကိုကြိုးစားရနော်တူချင်းကိစ္စကိုပဲဖန်တီးနိုင်တယ်သပင်မှာတူတာနဲ့ရှင်းရောရှင်းအောင်တော့ရှင်းထွက်တာမဟုတ်ဘူးမပြတ်အောင်လုပ်တာဘသူကပိုခတ်တူတော့ ရှေ့အောင်မပြတ်အောင်လုပ်တာပိုခက်တယ်လေအဲ့တော့မှမပြတ်သွားပဲပုံပြောင်းသွားအောင်လုပ်တာပိုခက်တယ်အဲ့ဒီဘောနဲ့ဇပင်ကိုအပွားစားညက်ဖို့ရှေ့အစားညက်ဖို့ BA သို့မဟုတ် C အစားညက်ဖို့ကြိုးစားကြပါတူတူတိုက်တော်ညံတာက C အစားညက်တာပိုအဆင်ပြေတယ်ရှေ့ပိုင်းတော့ ပို့ပြီးတော့တက်တောင်းတတာဖြစ်တယ်ပြီးရင်သပင်ရောတချမ်းညက်ပြီးသွားရဲ့ထပ်ပြီးတော့ချောတက်တဲ့တွေအပြင်းညက်ခဲတက်ဖို့ကြိုးစားလိုက်ကွာဒီဘက်တချမ်းလုံးဝမညက်သေးဒီဘက်တချမ်းကညက်ပြီးသွားရည်ဒါပေမဲ့ညက်ပြီးရင်သပင်ကကန်ခန်းတော့ဖျော်ဖျဲဖြစ်တယ်ကလင်းနဲ့စည်းသားတဲ့ဟာနဲ့နှစ်ခုချင်းချင်းသူကရှုပ်ပွားပွားကြီးပြင်းနေအဲ့တည်းကရှေ့ပိုင်းအစညံအဲ့ပြဿနာတစ်ခုကြီးရှေ့ပိုင်းအစညံတချမ်းချင်းပြီးအောင်ညက်ခဲဖို့တော့လိုတယ် ဒီဘက်90လမ်းညာဒီဘက်90လမ်းညာဒီဘက်135လမ်းညာဒီဘက်135လမ်းအဲ့လိုမဟုတ်ဘူးဒီဘက်90ဆို90ပြည့်ဒီရှေ့ကိုဆွဲမဲ့ရှေ့ကပေါ်ဆုံးမဲ့အကုန်ဆွဲခါတဲ့အပင်းညာအဲ့ချိန်မှာဘာပြဿနာဖြစ်လာတယ်မူရင်းကင်လန်ပျောက်ဆုံးသွားတတ်တယ်အဲ့မူရင်းကင်လန်ကိုမှတ်ခဲ့ဖို့တော့လိုတယ်အဲ့မူရင်းကင်လန်ကိုဘယ်နေရာရှိနေဘယ်လောက်ရှိသွားရေဘယ်မှာရှိနေစလား ပုံမှန်တော့တရားဟို60အကုန်ညှက်ပြီးတော့ရှေ့ဆွဲညှက်မယ်လို့စဉ်းစားထားတယ်အဲ့အကုန်ညှက်လိုက်တယ်အရှေ့ဆွဲညှက်ရတော့ဒီဘက်အတိုင်းမကိုင်းလဲမှာဖျက်ခံတာဒီဘက်အတိုင်းစရာအချောင်းမရှိဘူးဆိုတော့ပြဿနာရှိအဲ့အချိန်မှာယူသားမကိုင်းလဲကနောက်ဆုံးအချောင်းပြင်ယူပြီးပြန်ချတာဘို့လို့တယ်သူ့ကိုဆွဲမညှက်ဖြစ်ဖို့တတိထားမှုလို့လေပြီးအဲ့ဒါအတိုင်းပဲတစ်ခါတည်းအပီတိုင်းညှက်တာမျိုးစူးစားတယ်ဒါမျိုးအဲဆိုတော့ညှက်မယ်ဆိုညှက်တယ်ဥပမာဆိုတော့ဒီဟာ60အဲဒီဟာ135ဒီဟာ180ညှက်မယ် ဒါလည်း60တာသနာ180တူညီစွာညှက်မယ်အဲ့လိုဖြစ်ရှိတယ်ဒါပေမဲ့ပြီးအောင်ညှက်ခင်အဲ့ဒါခက်တယ်ရွတ်တကြီးမစင်စားနဲ့60ညှက်တယ်မင်းဒီဘက်60လာမညှက်ဘူးလူတွေဟုတ်တယ်မလားဒီဘက်60ဆိုဒီဘက်60ရင်လာညှက်တာမညှက်ဘူး60ညှက်တယ်တာသနာ500 180အပြည့်ညှက်လိုက်တယ်ဟုတ်တယ်လာသွားပြီအဲ့ဒါတချမ်းလာတော့မိုက်တယ်သူရဲ့မူရင်းပုံနဲ့ရှင်ပြခွင့်ရသွားတယ်ဟာ before after မြစ်တမ်းမြင်သွားတယ်ပုံလေးကအဲတန်းနိုင် point gap ပါညာထက် point gap ထက်အပေါ်ကျော်မထက်ဘူးဆိုရင်ဂိုင်လည်းမပြတ်ဘူး ဝမ်ကက်ပါညာထက်ပေါ့အဲရှေ့စတိုက်ကက်ပါညာထက်ရသေးတယ်အကုန်လောက်ဆရာရှိတာကောနောက်လန်ရှေ့လန်အကုန်ညှက်တာပြီးသွားရင်ဒီဘက်လန်ညှက်တော့မယ်ရိုးရိုးတမန်တူတော်မမူရင်ဒီရနဲ့ဒီလာဒီရနဲ့ဒီလာမညှက်ထားတာဟုတ်ရိုးရိုးတမန်နင်းနဲ့ပဲစဉ်းစားလို့ရတော့မယ်ဒီမှာညှက်တာအောက်ကညှက်ရင်သူ့ကိုအပေါ်ကပြန်ညှက်ချရတော့မှာဘာကြောင့်လဲဂိုင်လိုင်းအပေါ်ဆုံးရောက်နေပြီ180ဂိုင်လိုင်းပဲရှိတော့တယ်90ဂိုင်လိုင်းမရတော့ဘူး90ဂိုင်လိုင်းက135တခါ180တခါဖြတ်ဖြတ်ပလိုက်ပြီ90ဟုတ် ။စပင်60ကုန်ညက်ထားတဲ့စပင်ကြီးကိုဂိုင်လိုင်း60တပတ်တိုင်းမြင်ညက်ကမညက်ဘက်ထားလိုက်တော့135မှာသူထက်ညက်ခံလိုက်ရတယ်။အပြင်135ကဒီဘက်မညက်သေးတဲ့အချိန်မှာ180မြောက်ပြီးသူထက်ညက်ခံလိုက်ရမရှိတော့ဘူး။60ဂိုင်လိုင်းမရှိတော့ဘူး။အာဒီစားညက်မဲ့ကြိုးစားတော့လွဲတာဗောဟဲ့လွဲကြီးထွက်တော့မှာဗောတိုင်းကြောင်မရှိတာဒီကဒီနာကြတဲ့စပင်ဒီဘက်လာတိုင်းတော့မရတော့ပင်ဒီဆက်ကစပင်ဒီဆက်ကယူတာတိုင်းတော့မရတာထုံးစံမရှိဘူးလေဗောလိုမျိုးမဟုတ်တာဆက်ရှင်ရဲ့အဆုံးသတ်မှမဟုတ်တာသူအဲ့အချိန်မှာသူစားညက်ကမှာတရားစစ်စရာစားညက်ကမှာလေ ဒါပေမဲ့တကြွ့မြရပဲ180မြောက်ဟာဆရာ180ညံတိုးကုန်ပါဘူးအဲ့ဒါလေအပေါ်အဆညံရင်တိုးအောင်ရှေ့အောင်လုပ်လို့ရတယ်အဲ့ဒါလေအမှန်180မြောက်တက်လာဒီစပင်းကောင်တော့180ညံမြောက်တော့ဘာဖြစ်သွားလဲဒီစပင်းကောင်တော့ရှေ့သွားတာလေအဲ့တော့180ဆာညံဒါပေမဲ့လူတွေကအပေါ်အဆမညံဘူးလေပြဿနာဖြစ်နေပြဿနာပြတော့ဒီဘက်ကိုတစ်ခုရတယ်ပြီးအောင်မညံတော့ဒီဘက်တွေညံညံပြရတယ်ဒီဘက်ပြန်လာပြီအဲ့ဒါဆရာတို့ဆိုလို့ရတယ်နောက်ကပဲညက်တာတင်ပေးလိုက်တာပြောတာဆရာကနောက်ကညက်တယ်ဆရာတို့ဆိုလွယ်ပါသေးတယ်အပြစ်တနာမျိုးဒီမှာတစ်ခါညက် ီမှာတစ်ခါညက်ဘဲမတော်ရွှေ့ကြပေါ့ဒါလူတော်တော်များဆိုရင်ညက်ရင်ဒလိုညက်တယ်ညက်ပြင်တရားဆိုင်အဲဒလိုလာညက်တာဟုတ်အဲ့လိုညက်တော့တို့တော့ပို့ပြီးတော့ကွာခေါ်ပြီးပတ်ရှောင်းနေတာလုတ်လုတ်ပို့တယ်ကွာပြီးရင်ပြီးသွားတာမပြီးဘူးဒီဘက်ပြန်လာတော့ဒါအဖက်မှာ135ကြီးပြန်ညက်ညက်ပဲဒီဘက်ပြန်လိုက်135ညက်ပြန်မှာပြီးရင်ဟိုဘက်ပြန်သွားပြန်အောင်အဲ့လိုမျိုးတွေ6ခါလောက်ရွှေ့ရတယ်ဆိုတော့မရွှေ့ချင်ဘူးဆိုရင်ဒီမှာ60ညက်လိုက်ပြီးရင်135တက်ရှိတယ်ပြီးညက်ညက်ပြီးဒီဘက်ပြန်လာဒါပေမဲ့ညက်ကမှာတော့ 180တိုင်းတိုင်းမျိုးရင်ဖြတ်ကမှဖြစ်တယ်ပြီးမှ135ဖြတ်ပြီးမှ60ပြန်ဖြတ်ဂျာမျိုးတွေတောင်းရတာလေအဲ့ဒါဆိုရင်ပုံက before after တခါလဲပြတော့အဲ့တည်းကြိုက်တယ်သူပုံပြောင်းသွားပြီဆိုတော့တတိထားမိတယ်အပီ point gas lag ကလည်းတခြားထက်တယ်ဒီပေါ်ကျော်မထိနေဆုံးမထိဘူးတော့မထိတဲ့ပုံစံမျိုးထည့်လို့ရတာဟုတ်ပေါ်တက်တလောအော် လက်တလုံးချမ်းတယ်သိတယ်မလားချက်ပြောတာမှတ်မိလားဘာကညာရဲ့ဘောလက်တလုံးအောက်လက်တလုံးချမ်းတာဘာကြလဲထိုင်းလိုင်းနေကျောကြိုက်တဲ့ step တွေ step ဆိုအပေါ်ဆုံးမှာရှိတဲ့အချောင်းဆိုတော့ကြိုက်တယ်အဲ့အန်တီတိုးတက်သွားတာကြိုက်လို့ထားခဲ့တယ်ပြီးအဲ့အချောင်းနဲ့ကတော့ဘေးလိုက်တွေညီနေတယ်ဝိုင်းတဲ့ပုံစံတွေထွက်နေတာကြိုက်တယ်ထားခဲ့တယ်ကွာအဲ့ဒီပွိုင်းကထိုင်တော့ဆက်ညှက်လိုက်ပုံမှာတော့တစ်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 တွေဖြစ်ပုံမှာပေါ့အဲ့ဒါအပေါ်ကျောလုံးဝမထီတာပွိုင်းက strike ကလည်းအဲ့လိုပဲလေ loose ပင်ကတရားနဲ့ကျင်မြင်ရတာပေါ့ ရမယ်အဲ့တော့ဒီကအတူလေးရတက်လာမှာဆိုတော့အရှိကြီးကိုအတူမဖြတ်တော့ point က slide ကလည်းအောက်ကျောမထိရဘူးအာဟာ point က slide ကအောက်ကျောမထိအောင်လုပ်တယ်လို့မှတ်ထားရပြီအဲ့ဒါဆိုရင်ပူကြမလို့သဖြင့်တစ်ခါလေချော့တက်ခဲ့လို့ရတယ်သမင်းအမလက်လန်လာတယ်ပေါ့အကုန်လုံးခဲ့ကွာလက်လန်ရဒါပေမဲ့ဒီဘက်မှာ60တရာ35တရာ60ညပြီလက်လန်ခဲ့မယ်ခေါင်းရရဲ့နောက်ကိုလေအဲခေါင်းနောက်ကိုလှန်ညှက်ခဲ့မယ်ဆိုရင်တော့ယူရမဲ့ guideline ကဒီနေ့က guideline မဟုတ်တော့ဘူးလို့သိတော့ ရောမကန်လာဒေရှက်ကလည်းပြတ်ပြတ်သွားတာဘာကြောင့်လဲဒီကောင်ကတူသွားပြန်လက်လှန်ညှက်ခံတာကနောက်လှန်ညှက်တဲ့သဘောတရားကြောင့်တူသွားပြန်ပြီအဲ့သဘောတရားတို့တို့မျိုးလုံးနဲ့မြင်လာမညက်တာကြတော့နည်းနည်းတော့လွယ်ဟိုဖြစ်နေမှာပေါ့မတင်မညက်တာ၄လလောက်ရှိပါရဲ့နော် အဲ့တော့နည်းနည်းတော့လွယ်နေပေါ့အဲဆရာတို့လုတ်ပင်းနေဒါပဲကွာဆရာတို့ကလေးအားရောဆရာတို့ရှင်မှာသမင်တင်ရတာနည်းနည်းခက်တယ်ဆိုတော့ international မှာတော့မဟုတ်ဘူးကွာဟိုကတ်တင်ဆိုကတ်တင်ပဲတင်ရတာမဟုတ်ကာလာဆိုကာလာကြီးပဲတင်ရတာပေါ့အကုန်ရောတင်လိုက်ရတော့ဆိုတော့ဒီ course speed ကနောက်ကိုဖြတ်တန်းနေရချင်မှဒီဟာတည်းမေ့သွားတတ်တယ်တင်တန်းသားဘဝဆိုတော့လက်တွေ့တွေနဲတော့လေအဲ့ဒါအဲ့ဒါကိုဆရာတို့ကမှတ်ညာတစ်ခုလဲဆရာတို့ဒီ notes ထုတ်ထားတဲ့ဟာတွေနဲ့ပဲပြန်ပြီးတော့ တတိပေးရတာပြီးရင်တက်တက်ကြွကြွအမြင်နေရတာဒီနေ့သင်ပြီးတော့ဒီနေ့ပြန်စဉ်းစားနေရတော့မနေ့ကစာနဲ့ပြန်ပေါင်းစဉ်းစားရတာမျိုးတွေလုပ်ကြတယ်နောက်မှဆိုတော့ရှေ့မရောက်တော့ဘူးပြန်ပြန်ပြီးဝါနိုင်တဲ့သဘောရှိတယ်နော်အဲ့တော့ Okay အဲ့တော့ဒီသဘင်ပုံမှာဆိုရင်အဲ့လိုမျိုးပဲဒီလိုပုံဆက်စပေါင်းငွေရင်းခြေကံပေါင်းက73ပုံရှိနေတယ်အဲ့73ပုံတက်တော့ပူလာမှာမဟုတ်ဘူးအဲ့တော့ အဲထပ်ထွက်နိုင်တဲ့ပုံပြော0တွေပါထည့်ပြောတာမျိုးတော့ရမှာပေါ့0နဲ့ဆိုတော့ငါးပုံထွက်ထွက်လာအောင်လေဒါပါ0ပုံကပုံဖြစ်သွားမှာမဟုတ်တော့ထည့်မပြောပါဘူးချိန်ကန်ပုံကတော့73ပုံချင်းဒီ73ပုံကိုပဲ layer နှစ်မျိုးပက်ပေါင်းတယ်ပြီးရင်ဒါလို့ရှင်နှစ်မျိုးပေါင်းတယ်ပြီးရင် session နှစ်မျိုးပေါင်းတယ်နှစ်ပိုင်း session သုံးပိုင်း session လေအဲ့လိုမျိုးလည်းပေါင်းခြင်းဖြစ်အများကြီးထွက်လာတာပြီးရင်ရန်ကားမယ်ရန်စုမယ်ဆိုတော့ဒါလို့ရှင်သဘောတရားတင်အများကြီးပဲစုစုပေါင်း1024ပုံညှက်မကြည့်ဘူးအဲ့ဒါကို73ပု ုံပဲတင်ပြီးတော့ကျွန်တော် definition နဲ့ပဲသွားကြတယ်တကယ်ပဲဖွင့်ဆိုချက်တွေနဲ့ပဲသွားမယ်အဲ့ဒါကလာအဲ့ပုံတစ်ထောင်ကျော်ကိုခြုံငုံမိမှာဖြစ်ပြီးတော့ပုံတစ်ထောင်ကျော်ညှက်ရင်တော့အဲ့ပုံတစ်ထောင်ကျော်လို့မညက်တတ်ဘူးဆိုတဲ့ဖြစ်ပဲထွက်လာလိုက်မှာဖြစ်ပြီးတော့ညက်တတ်မှာမဟုတ်ဘူးဘာကြောင့်တစ်နှစ်ဘုံဘလို့မှမဖြစ်နိုင်ဘူးလေတော့နှစ်လောက်ကြာအောင်ညက်တတ်တော့မှအဲ့ပြီးခဲ့တဲ့နှစ်နှစ်ကစာပုံကိုဒီနှစ်ဒီဘက်နှစ်မှာတော့မမြင်စရာအကြောင်းမရှိတော့အဲ့တကောကြောင့်